ငလင်းကိုအောင်မြင်စွာကြော်ဖြတ်နိုင်ခဲ့သည့်မန္တလေးမှအထက်မြင့်စာအုပ်များမင်္ဂလာပါ။ Audio Wine Zone နိုင်မှကြိုဆိုပါရစေ။ဒီခုခါမှာတော့ငလင်းကိုအောင်မြင်စွာကြော်ဖြတ်နိုင်ခဲ့တဲ့မန္တလေးမှရှိတဲ့အထက်မြင့်စာအုပ်များအကြောင်းကိုတင်ဆက်ပေးပါမယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။28ရက်လေးလ2025ခုနှစ်မန္တလေးငလင်းကြီးပြင်းထန်စွာလှုပ်ခတ်ခဲ့လို့မန္တလေးမြို့မှာ အထက်မြင့်စာအုပ်တွေပျော်ကြပြည့်စည်ပြီး လူပေါင်း၄၀၀လောက်တိတ်ဆုံးခဲ့ရပါတယ်။ဒီငလင်ကြီးကပြင်းထန်လွန်းလာရဲ့လိုင်းမော်ကိုတိုက်ပြိုတိုက်ပြတ်တွေအကြောင်းကြီးတက်နေတာရဲ့ကြောင့်မန္တလေးကတိုက်တွေအကုန်လုံးသုံးမရဘူးပျို့ချပြက်စီးပြီလို့ထင်းနေကြသူတွေရှိပါတယ်။ငလင်ကြောင့်ဒီလောက်ထိထိခိုက်ပျက်စီးရမျိုး မရှိခဲ့ဘူးပဲမဲ့တချို့ထင်တယ်လို့မျိုးပြက်ကြီးဖြစ်သွားရလောက်အောင်ထိတော့မဟုတ်ပါဘူး။အိမ်ပြိုအဆောက်အဦပျို့ချမှုကပြင်းပြမန္တလေးခေါ် တပြောက်ကိုတိုက်တလုံးလုံးနှလုံးလုံးလောက်ပဲပြောတာပါ။ကြံ့ခံရေးထိခိုက်မှုအနည်းများတော့တော်တော်များများရှိကြပါတယ်။ခုမန္တလေးမှာအကောင်းတိုင်းကြံရှိနေတဲ့အထက်မြင့်တိုက်များစွာ တွေ့ရမှငလျင်တန်းကိုကောင်းမွန်စွာဖျက်ဆီးလာနိုင်တဲ့တင်ရှားတဲ့အထက်မြင့်တွေကိုတင်ဆက်ပေးပါမယ်။ဒါကတော့မန္တလေးမြို့84လမ်း3940ချမ်းမှာရှိတဲ့ Grand Park Hotel ပဲဖြစ်ပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ Diamond Inn ရဘဲလေးအစာဦးပြီးရင်မြန်မာနိုင်ငံမှာဒုတိယမြောက်အထက်ရည်များဆုံးအစာဦးဖြစ်ပါတယ်။ရန်ကုန်ဧရိယာပြည်ပမှာအမြင့်ဆုံးအစာဦးဖြစ်ပြီးတော့အထက်ရည်32ထပ်ပါရှိပါတယ်။2019ခုနှစ်မှာဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ဒီဟိုတယ်ကိုပိုင်တဲ့လူက A3 လုံးဘီလက်မြင်လို့သိရပြီးတော့အဆိုပါဟိုတယ်ကိုတည်ဆောက်စဉ်က A3 လုံးဘီလက်မြင်ကိုတော့မသုံးပဲသူ့ထက်ပိုကောင်းတဲ့ဘီလက်မြင်မျိုးစားကိုသုံးတယ်လို့သိခဲ့ရပါတယ်။ ကြောက်ဦးအပြင်းမှန်းအမြင်ရတော့ဘာမှထိခိုက်ပျက်စီးထတာမတွေ့ရပါဘူးဒါကတော့မန်မြို့တော်ပေါ့စီရဲ့မန်မြို့တော်ဟိုတယ်ပါအောက်မြင်ကြီးတက်မှလည်းမန်မြို့တော်လက်ဖက်ရည်ဆိုင်ကိုဖွင့်လင့်ရောင်းချနေပါတယ်အပေါ်ကဟိုတယ်ကလည်းစက်တဲလောက်ရှိပြီးတော့ထိခိုက်ဒဏ်ရာရတာဘာမှမတွေ့ရပါဘူးဒါကတော့မမြင့်မပါလာစာရဲ့ဈေးကြိုတာဝါနှစ်ခုဖြစ်ပါတယ် အထက်မြင့်က22ထပ်ဖြစ်ပြီးတော့မန္တလေးမှာဒုတိယအမြင့်ဆုံးတာဝါလို့ဆိုလို့ရမှထင်ပါတယ်။ဒီစာအုပ်ကိုတိစောက်ဆင်ကမြေရောက်ကိုပေတရာလောက်ထိလေးဝေလောက်ရှိတဲ့ဘိုးပိုင်တွေကိုရိုက်ပြီးတော့စောက်ခဲ့လို့သိရပါတယ်။အပြင်းမဲ့အမြင်ရတော့အုံနိုင်ရန်တွေကွဲအပ်တာတော့တွေ့မြင်ရပါတယ်။ဒါကတော့လမ်း80ဘောက Capital Shopping Center ပဲဖြစ်ပါတယ်။သူကလည်း အပြင်ပိုင်းအမြင်ရဘာမှထူးထူးခြားခြားထိခိုက်တာမတွေ့ရပါဘူးအထက်မြင့်က16ထပ်ရှိပြီးတော့မြေရောက်မှလည်း2ထပ်ရှိရလို့သိရပါတယ်အခုရောက်ရှိနေတာက18လမ်းပေါ်ဖြစ်ပြီးတော့64လမ်းတက်တက်လောက်မှရှိရဲ့ဒီအစာအုပ်နှစ်ခုအကြောင်းကိုပြောပြပေးမှဖြစ်ပါတယ်ဒီဘက်ကအစာအုပ်က12ထပ်မြင့်ပြီးပန်းရှင်ကကျန်းကောင်ဘီလက်မြေရလို့သိရပါတယ်အစာအုပ်ကပြင်ပန်းကြည့်ရသလား ဘာမှထိခိုက်ပျက်စီးမှုမရှိပါဘူး။ဟိုဘက်ကဆာဦးကချွင်ကြီးသားစားတော်ဆက်ဖြစ်ပြီးတော့သူကလည်းပဲအမြင့်ကဆက်နှစ်ထပ်ဖြစ်ပါတယ်။သူလည်းပဲဘာမှထိခိုက်ပျက်စီးရမတွေ့ရပါဘူး။ဒါတော့23လမ်းပေါ်မင်္ဂလာမန္တလေးရဲ့မြောက်ဘက်ကမင်္ဂလာမန္တလေးဟိုတယ်ပဲဖြစ်ပါတယ်။အမြင့်က10ရက်လောက်ရှိပါတယ်။သူလည်းပဲအပြင်းမအမြင်ရ ဘာမှထိခိုက်ပျက်စီးတာမတွေ့ရပါဘူးဒီဘက်ကတော့မင်္ဂလာမန္တလေးပဲဖြစ်ပါတယ်မင်္ဂလာမန္တလေးကတော့အနှဲငယ်ထိခိုက်ပျက်စီးထတာတွေ့မြင်ရပါတယ်အားကြောင့်မို့ပြန်လဲပြင်ဆင်မှုအချိန်အနှဲငယ်တော့ယူရမယ်ထင်ပါတယ်